ဘရူနိုနဲ့ထိတိုက်တွေ့ကျင်နေတဲ့မောင်မောင်လင်းမြမလူရင်စင်တင်ကောင်းဆောင်မောင်မောင်လင်းဟာမန်ယူနဲ့ကစားမဲ့အာဆီယံအော်စတာတင်မှာရွေးချယ်ခံထားရပါတယ်ကိုရိုင်းကမန်ယူဖန်တစ်ယောက်ဖြစ်တာကြောင့်ဒီခွင့်ရေးကမောင်မောင်လင်းတက်တော့တကယ်ရွှေပါမန်ယူမှာသူရင်ဆိုင်နေတဲ့ကစားသမားကဘရူနိုဖာနန်ဒက်စ်လို့ဆိုပါတယ်အခုလည်းတော့မင်းကျွန်တော်ကဟိုအဲ့လိုမျိုးတဦးတယောက်တည်းကိုတိတ်ပြီးတော့ကြိုက်တာတော့မရှိဘူးမန်ယူအသင်းဖြစ်နေလို့ကျွန်တော်က ိုက်တာပေါ့နော်ဟိုအဲ့တော့အခုလက်ရှိဆိုရင်တော့မိန်မာကတော့အကောင်းဆုံး player တော့ဘလူးနိုကတော့အကောင်းဆုံး player ပဲဒါကတော့ချွင်းချက်မရှိဘူးလေနော်ဟိုသူ့ရဲ့ form သူကောင်းကောင်းကြီးထိန်းထားနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး player တွေနဲ့တော့စုံရင်လည်းအဲသူတို့လည်းပါဝင်ဒါမယ်လို့တော့မျှော်လင့်တယ်ဟိုပါရမပါရာတော့ဒါသူတို့သူတို့ရဲ့အပိုင်းပေါ့နော်ဒါပေမဲ့ဘိုးဘက်ကမျှော်လင့်တာတော့သူတို့အဲ့လိုမျိုးပါလာစေချင်တယ် မန်ချက်စတာယူနိုက်တက်တဲ့ဟာဒီရသည်နောက်ဆုံးပလားမျောလင့်ချက်ဖြစ်ယူရိုပါလိဘောလုံးပွဲမှာစပါးနဲ့ရင်ဆိုင်ရမှာပါ။မန်ယူကစပါးတက်စားရင်ဘောလုံးပွဲတွေ့ကြုံဖို့ရှိတာကြောင့်မန်ယူကျင်းသေးနိုင်မယ်လို့မမောင်လင်ကသုံးသပ်ပါတယ်။အာကျွန်တော်အထင်မျိုးကတော့ယူပါလိချန်ပီယံဖြစ်မှာဘာကြောင့်အဲ့လိုမျိုးပြောလဲဆိုတော့ဟိုလိုမျိုးဖိုင်နယ်ပွဲတွေပါလေဆိုတာဒီတစ်ဖက်သင်ပေါ့နော်စပါးထပ်ပို့ပြီးတော့မန်ယူကဒီလိုမျိုးပွဲတွေအများကြီးကစားခဲ့ပြီးတယ်။အဲ့တော့တွေ့ကြုံကောင်းနေတယ်သူတို့အများကြီးရပြီးတော့ နိုင်ငံကဒီပရီးမီးယားလိကစားတဲ့စတိုင်နဲ့ယူပါလိမှာကစားတဲ့ပုံစံကြီးကလည်းတိတ်မတူဘူးလို့တော့ကျွန်တော်တို့ခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဒီယူပါလိမှာသူတို့လိုင်ယွန်နဲ့ပွဲပြီးရတယ်။အဲ့ပွဲပြီးရစိတ်တက်ကလည်းအရင်အမြင့်ဆုံးနေထားမှရှိတယ်။ပြီးတော့ဟိုစပါးဆိုတာလည်းဟိုအပွင့်အခုဆိုရင်တော့သူကယူပါလိမှာတော့ဟုတ်တယ်။ပရီးမီးယားလိမှာဆိုမန်ယူလိုပဲဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့နှစ်သင်းတွဲမှာဆိုတော့ဘာမှမဆိုတော့ဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ကမန်ယူအပ်ပေးတဲ့အတွက်ကြောင့်လည်းကျွန်တော်မန်ယူချန်ပီယံဖြစ်မယ်လို့ယုံကြည်ရော န်ချက်စတာယူနိုက်တက်တင်းနဲ့အာဆီယံအော်စတာတင်းတို့ဟာမေလ28ရက်နေ့မှာမလေးရှားနိုင်ငံဘူကီချာလီကွင်းမှာကစားရမှာပါ။အာဆီယံအော်စတာတင်းကိုကိုရီးယားလူမျိုးနီးပြကင်ဆာစစ်တာဝန်ယူခိုင်းထွက်နေပြီးအာဆီယံဒေသတွင်အကောင်းဆုံးကစားသမားတွေကိုရွေးချယ်ထားပါတယ်။